မတ်တူချာဘီကိုရင်ဆွဲမယ်နော်ဘီရပါကိုဆွဲရမှာပဲလေ y equal to 2 log x base 1 2အဲ့တော့ဆရာတို့ဘယ်ကနေစဆွဲလိုက် y equal to log x base 1 2ကနေဒါအရှိကမြောက်လာတာဒါပါပဲလေဘာဒီကဲ scaling scale ဖတ်တာဘလားလေအဲ့တော့သူ့လူရှိရနေ2နဲ့မြောက်လိုက်ဒါလိုချင်တဲ့ function ကိုရပြီအဲ့တော့ကိုဒိနေပြောမယ်မူလ function ကိုဘာလို့ယူမယ် အခုဆရာတော့ဒါ function မှာသူနဲ့မြောက်ပွားရောဗာနဲ့မြောက်အောင်ပါလဲအဲ့တော့ဗာရမယ်ဟောပြီစဉ်းစားမယ် fuck keyboard အဲ့ဆရာမှာဘယ်လောက်စသွင်း1 by 4စသွင်းဟလာအဲ့ဒါဆရာမနေ့ကလည်းပြောတယ်တေချာပြောပြရအောင်နော်အဲ့တေချာနားထောင်နားမလားလွယ်တယ်နော်အဲ့တော့1 by 4သွင်းတာဟလာ1 by 4ဆိုတော့အောက်က base က1 by 2မို့လို့သူ့ကိုဗာပြအောင်ပြအောင်မယ်1 by 2အထက်တွေပြအောင် 1/4ဆိုတာ1/2လောပါ2အဲ့တော့ log base နဲ့ number နဲ့တူရင် power က2ဖြည့်ဆိုလိုချင်တာ power က y တန်ဖို့ဒါဆိုရှားတော့ဘလောက်ကောမှာဘလောက်အောင်မယ်1/4ကောမှာ2 y ကိုဘာနဲ့မြောက်အဲ့တော့1/4ကောမှာ4နောက်တစ်ခါဘလောက်စားသွင်း1/2 1/2ဆိုတော့1/2ဘယ်နှစ်ထက် တစ်ထက်ပါဝါကဝိုင်းတံမှုအဲ့တော့ဘလမ်1 by 2 comma 1 why ကိုဗာနဲ့မြောက်2နဲ့မြောက်တော့1 by 2 comma 2နောက်တစ်ခါအိတ်ချပါအတွင်း1 1ဆိုတော့1 by 2ဘယ်နှစ်ထက်0ထက်အဲ့တော့ပါဝါကဘယ်လောက်လဲ0ဒါဆိုရင်ဘလောက် comma ဘလောက်1 comma 0 why 2နဲ့မြောက်တော့1 comma 0ပဲရနောက်တစ်ခါဗာသွင်း တူးသွင်းတူးသရာဝါမိုက်တူးပနဲ့ထက်ဝါမိုက်တူးပါဝါ minus 1ထက်ဒါဆိုဝိုင်းတန်ဘူးကဘလိုက်ရမယ်အဲ့တော့တူးကောမှာ minus 1ကြားလို့ကျင်တဲ့ function ကိုရလို့ကျင်ဝါနည်းနည်းများတော့တူးကောမှာ minus 2နောက်ဆုံးအိညာဘလောက်တွင်းကောဆိုတာဝါမိုက်တူးပနဲ့ထက် minus 2တက်အဲ့တော့ဝိုင်းတန်ဘူးဘလိုက်ရမယ်အဲ့တော့သူ့ရဲ့ coordinate က4 minus 2 လိုချင်တဲ့ financial graph လိုချင်ဝိုင်းနည်းနည်းများတော့ for comma ဒါတော့ draw the graph လို့ဒီဘက်ကမူရင်း function ကိုမဆွဲလဲရတယ်ဒီဘက်ချန် fucky bar ကိုပဲဆွဲပြီးနေရာချလိုက်ရင်လိုချင်တဲ့ဖြေရအဲ့တော့အဆက်တုပ်ပြောပါအဆက်တုပ်က a equal to h h တမ်းမို့ဘလား0 h equal to 0อ่ะตัวเนี้ยอัสสะตโดเมนก็ a set h greater than h အဲ့တော့ x at the x greater than 0 rate ကတော့ဘာပဲလဲ real number ရမယ်နော်အတူမင်းအစတော့ rate ပါရေးပြင်သားရေးပုံတော့နောက်မှအင်စာပြီးမှဆွဲပါနော်ဒါသူပုံစရာတော့ဒီလိုရမယ်ကြောက်ဒီဟိုဒုတိယပုံပဲဆွဲပြီနော်နှစ်ပုံလုံးဆွဲကြမလို့ပါဘူးဗျာအရင်နှစ်ပုံလုံးဆွဲတာမလို့ဘူးနော်တစ်ပုံပဲဆွဲပြီပါအခုလည်းဆက်ဒါလေး ਨੇ domain rate အစတော့လေးရေးပြီးပါနံပါတ်8 နမိတ်ရဆရာတို့ဘာဆွဲရမှာလဲ law a square base 1 by 2ဆွဲကြည့်ရင်ဘယ်ကနေပြောင်းမလဲဆရာ transform ရေးကြမလို့တခါတည်းဆရာလောက်လာ law a square base 1 by 2ပြောင်းဆရာဘယ်လိုမှတ်မလဲမနေ့ကပြောပြတယ် a comma 1ကနေဘာလို့ a ကိုကြတော့ဘာတက် a ကို plus or minus တက် y ဘယ်နှစတူနှစတူအဲ့တော့သူတို့5 key point ဆိုင်အဲ့ညမှာပါတယ်ထဲမယ်1 by 4 1 by 2 1 2 4เนาะအဲ့ဒါကိုဆရာတော်အစားသွင်းရမယ်အကဲအစားသွင်းတော့မတက်လို့ရှိရင်လည်းရတယ်မတက်ဘူးဆိုရင်မလုပ်မယ်ကုသမှာနှိပ်လိုက်အကဲကိုမတေချောင်းရောရပါဖြင့်နှိပ်လိုက်အဲ့တော့ဆရာဘယ်လိုနှိပ်မဆိုရင် loss ဆရာတော်ရှိတယ် loss လိုက်ရှာလိုက်ဒီမှာ log base နဲ့ရှိလာတယ်ခဏ log base နဲ့ရှိတယ်ဟုတ်ရှစ်လောက်နေမှာဟုတ် အတူ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 ဒါမှ log page ရှိအဲ့တော့ဆရာ base ကိုဘယ်လောက်ထား1မိုင်တူထားနော်1မိုင်တူထားမယ်ဟုတ်မနော်ပြီးဆရာတော့ဗာထားမယ်ဒီမှာ ever h ထားမယ်လေစားသွင်းမယ်လေအကောလုံး ever h ထားမယ်အဲ့ဆရာမှာဗာရထည့်မယ်1မိုင်4 1မိုင်2 1 2 4တွေထည့်မယ်အဲ့တော့ဗာနဲ့ရမယ် CAS calculus ကိုနဲ့ calculus နဲ့ဗာတောင်းပြီးအဲ့ဆရာမှာဗာထည့်မယ်လေဆိုပြီးတောင်းပြီးအဲ့ဒီမှာဗာထည့်မယ် 1 by 4ထည့်မယ်1 by 4ထည့်ဖြည့်ပလိုက်ရမယ်ဒူးရမယ်တခုရပြီနော်ဒူးရပြီနောက်တစ်ခါဘာထည့်တဲ့မယ်အဲဒါဆိုဘာထည့်နေကယ်ကူလေတာနေ x cos မှာ8တောင်းပြီးဘာထည့်မယ်1 by 2 1 by 2နဲ့ equal to 2အဖြေထွက်မယ်1ထွက်ပြီးရေးလိုက်ထပ်ပြီးတော့ဘာလို့ calculator နဲ့ဘယ်လောက်နှိပ်မယ်1နဲ့ equal to နဲ့0ထွက်ပြီးရေးလိုက်ထပ်ပြီးတော့ calculus နဲ့ဘာနှိပ်မယ် 2နိုင်မယ် equal to နိုင်ဘလားမယ် negative 1ရေးလိုက်နောက်တော့က calculus နိုင်ပြီးပါနိုင်4နိုင် equal to နိုင်ဘလား negative 2ရရပြီเนาะမဟုတ်တာအကိတွက်လို့မတက်တဲ့လူပဲတရားတရားမတူဆရာနီလန်းအားလုံးပြောပြတယ်ကိုကဒီတိုင်းချမတွက်တက်ဖို့မသေးကြဘူးမှားမှကြောက်ရင် calculus နဲ့နိုင်လိုက်ရတယ်နောက်ကိုကတေးကြစိတ်ရှိလေနိုင်ဝယ်လို့လဲအာပြီးရင်ဆရာတော့ဘာလုပ်အောင်မလဲအဲ့ကိုဘာတက် plus or minus တက်လိုက်တော့ plus or minus 1 by 4 y နဲ့စဆိုတော့ for အဲအဲ့လိုလေးဆရာတော့မြောက်လိုက်အဲဆိုဒီအားရတဲ့အဖြေကကျောက်ဆိုရင်ဘယ်လိုပုံရမလဲဆိုရင်ဘယ်လိုပုံလေးရအောင်ပါနော်သူပုံခဏဒီလိုဒီလိုကွေးတဲ့ပုံလေးရအောင်ပါနော်ဒီလိုပုံလေးရလဲဒီလိုပုံလေးရလဲဒီမှာဆရာပြအောင်နော်ဒီမှာတော့ဒီလိုပုံလေးဒီမှာဒီမှာဟုတ်လားအဲအဲ့လိုပုံလေးရလိုက်ပြီနော်ဒါသူရ graph ပဲဟုတ်လား ။ဟုတ်ပြီသူက domain ဆရာတော့ရင်းရဘယ်လိုရမလဲ။ domain ဆရာတော့အရင်ကြိုပြီးစဉ်းစားကြည့်အောင်။ဟော sorry ။ဆရာပဲနားမရေးတာမသိပါဘူး။ domain ကဘယ်လိုရေးရမှာပြောတာလဲအဲ့စတဲ့ generate ပြောတာ x greater than x ဒီမှာက x မဟုတ်ဘလားယူလဲ x square ကြီးလေအဲ့ x ကိုဆိုရှားတို့လိုရေးလို့မျိုးပြန်ဖြတ်မှုဆိုဘယ်လိုရမှာ a is that a square greater than a ကိုဖြန့်လိုက်ရင်ဘာရမလဲ a less than negative h or a is greater than h အခု h တောင်မဘလောက်လဲ0ဆိုတော့ဘာရမလဲ a is that a less than 0 or a greater than 0ပေါ့ပြီးအစတုတ်စတုတ်ကဘာရမလဲအစတုတ်ကလည်းဒါဆိုအသေးပြားပါတယ် h တောင်မဘလောက်ပဲရမလဲ a square equal to a ဆိုတော့ဘလောက်ပဲရမလဲ a equal to 0ပဲရမယ်နောက်တစ်ခု rate ကတော့ sorry rate ကတော့ဘာပဲရမယ် rihanna မှာအားရနော်အဲ့တော့ဒါလေးရေးမယ်ပြီးရဒိုမဲအဆက်တော့ rate ရေးမယ်ပုံကတော့နောက်ဆယ်ပုံကခဏပြောလို့ရှာဒီလိုပုံလေးရလိမ့်မယ်နော်ပြီးအဆက်တော့မြင်ရင်တော့အလဲမှာကိုထည့်ပြီးပါနော်ဒီကောင်က h ကိုဒီကလာလဲ0ရအဆက်တော့မြင် okay ဆွဲလိုက်ပါမရေးလိုက်ပါနံပါတ်3လဲဆရာတို့ဘာအောင်မေးတာလဲ why ကွယ်သူ

ရှားလို့ရင်တဲ့ transfer function က minus h ကိုမှာဝင်ပေါ့ခဏလို့ပဲ fucky byte 1 by 4တော့ minus 2ခဏလို့ရှားအစားသွင်းလို့ရတော့ကုဒါပေါင်းနှိပ်လိုက် log h by 2နှိပ်လိုက်နှိပ်ပြီး calculate မှာ1 by 4သွင်းရင် minus 2ရမယ်ပြီးရင် h ကိုနှုတ်တော့1 by 4ကနေ negative 1 by 4ဖြစ်မယ် y ပြောင်းလား y မပြောင်းတော့ y ဒီတိုင်းပဲ h မှာပဲလက္ခဏာပြောင်းလိုက်ရပြီနော်အဲ့ဒီမှာလည်းအဲ့လိုပဲအကဲရှားခဏပြောလို့ပဲမလုပ်လို့ရတယ်ကုဒါနှိပ်ချင်းပေါင်းနှိပ်လိုက် ရှစ်အရှစ်မဟုတ်ဒီတန်းလော့ပဲလော့နေလိုက်လော့နေပြီးရင် base က2ဒီမှာဗာနေမယ် alpha h နေမယ် calculate နေပြီးတော့ကိုတွင်းညင်နိုင်အတွင်းပေါ့ပထမ1 by 4တွင်းလိုက်ဒီဗလာပဲမယ် equal တွင်းနေလိုက်ရင် minus 2ရတယ် calculate စက်နေပါလားနောက်ကဆိုဗာတွင်းမယ် oh sorry ဆရာ calculate နေပြီဒါပိုင်းငိနေလိုက်အဲ့လိုပြအစားပြန်နေမှရတော့ထားလိုက်တော့နော်အဲ့လိုဆရာတွင်းလာပါနော်အဲ့လိုဒီလိုချင်းနဲ့ဖတ်ကြည့်ပါရအောင်အဲ့တော့သူကတော့ဆရာကတော့ဒီမှာ နှစ်ပေါ်လုံးဆွဲပြတာဒါကမူလာဖန့်ရှင်နော်ဒါကမူလာဖန့်ရှင်အဲ့တော့ဝိုင်းကိုသူလိုက်ပြီသူအဲ့ကိုဘာတက်လိုက်လဲအနှုတ်တက်လိုက်နှုတ်တက်လာသူရဂရရဒီဘက်ရောက်သွားဒါကလို့ကျင်တယ် log minus h base ပေါ်ရှား draw the graph မို့ဒီဘက် graph ဆွဲရင်လည်းရတယ်သိရမှာကဒါ reflection on ဘာလို့သိရမလဲ y z ပေါ့ domain ဘလောက်ဖြစ်မလဲ ဒိုမင်းက h ကိုရသားတဲ့ h မို့လို့ဘလောက်ပဲလဲ h တမို့ဘလောက်ပဲလဲ0ပဲအဆက်တော့ကလည်း h ကွဲသူဒီမှာရှားပြန်ဆွဲပေးပါတော့ဒီမှာ dotted line နဲ့ထပ်ပြီးတော့ဆွဲလိုက်အဲ့ဒါက h ကွဲသူ0ဆိုပြီးရေးပေးရအောင်နော်ပြီးရင် rate ကတော့ဘလောက်ပဲလဲ vn မှာ r ပဲဒါနံပါတ်1ရနံပါတ်2လည်းအခုရေးကြည့်လိုက်လေဒါနံပါတ်1လေနံပါတ်2က log minus h base 1 2ဆိုတော့ဘယ်ကနေပြောင်းမလဲ log h base 1 2ကနေ reflection of y is လောက်လိုက်လို့ခြင်းနဲ့ log minus h base 1မှာ2ရပြီးတော့2 alpha key value ရေးကြည့်ပါเนาะနှစ်ပုတ်အတွက်ကြည့်လိုက်ပါဆရာတို့ဘာလို့ဆွဲပါလဲ y ဘွယ်သူ log mod g လောက်ဆို a base 2ဆရာတို့ဆွဲမယ်เนาะအဲ့တော့ဆရာတို့ဘယ်လိုလုပ်အောင်မလဲဆရာဒီတိုင်းတစ်ခါတည်းအလွယ်ပဲဆရာတို့ဆွဲလိုက်မယ်မူရင်းဘယ်သူဆွဲမယ် y ဘွယ်သူ လောအစ်ပိတူဆိုသူက transformer တက်တော့တိကျပြောလို့မရအောင်ပြောရှာနှစ်ခါလုံးနေအောင်မလို့ဘယ်လိုလုပ်ပြအောင်မလဲဆိုရင်သူလိုချင်တဲ့ wire ကသူ log mod h base သူလိုချင်အဲ့ကောမှာ wire ကနေဘာလို့လိုက်ရပြီအဲ့ရှိမှာ plus or minus တက်လိုက်ရပြီနှစ်ထက်ဆိုရင်တော့ plus or minus တက်မယ် wire နှစ်ဆလုံးသူကတော့အဲ့ကိုဘာတက်လိုက်ရပြီအဲအဲ့ဒါပဲအဲ့တော့ပုံမှန် diagram ဖတ်ကြည့်ပါရေးပါရေးပြီးအဲ့ရှိမှာဘာတက်လိုက်မယ် plus or minus တက်လိုက်မှာသူ grow ရှာတော့အကြမ်းပြပြောလို့ရှိရင်ဘယ်လိုပုံလေးရလိုက်နော်ဘယ်လိုပုံလေးရလိုက် domain ဘလားဖြစ်မယ် modulus or a greater than h မဟုတ်ဘူးလားအဲ့တော့ modulus ကိုဖြုတ်ရင် greater than ဆိုရင် or ကအဲ့တော့ဗာရမှာပဲ a less than negative h or h greater than h အခုက x တမူ0ဆိုတော့ a less than 0 or a greater than 0ပေါ့အဆက်တော့ကလည်း 8 square equal to h ဆိုတော့8 equal to h ပဲရမယ်အဲ့တော့8 equal to 0ပါ right ကတော့ဘာပဲရမယ် v နဲ့မှာ r ပဲရရမယ်နော်အဲ့သူ general ကိုရအောင်လုပ်တော့ general ရရင်ဆရာတို့ကဘာပဲလက်လာဆရာတို့ကဟိုဖြေလို့တက်တာပါအဲ့နံပါတ် a ရရင် b လဲအဲ့ဒီတိုင်းပဲ b ပါရေးပေးပါဦးနော်နောက် a ပါ3မှာ exponential function ကိုဆရာတို့သင်ရမယ်။ဒီ function ပုံစံကပါလဲ y b power x နော်အဲ့ဒီမှာလဲကန့်တက်ချက်ရှိတယ် base မှာရှိတဲ့ b က0သက်ကြီးရမယ်1နဲ့ညီလို့မရအောင်အဲ့လိုဖြစ်ခဲ့တဲ့ function ကိုဘာ function လို့ခေါ်မလဲ exponential function လို့ခေါ်လားဥပမာ grad y ဝင်ကို2 by x grad y ဝင်ကို3 by x y ဝင်ကို2 by negative x y ဝင်ကို3 by negative x ကိုရှားဆွဲမယ်သူ့ပုံဒီလိုရမယ်ဒါဘာရဲ့ grad ဆို y ဝင်ကို2 by အဲ့ဆက်ကခနာလိုပဲလေဟိုအမှတ်5မှတ်ရှာမှာပေါ့ဒီမှာ5မှတ်ကကြတော့ပါယူမယ် minus 2 minus 1 0 1 2အဲ့ဒီ5မှတ်ကိုအဲ့ဒီမှာမလုပ်မယ်ထည့်လေဟာလာအဲ့ဒီမှာထည့်လိုက်အဲ့တော့ဘာရအောင်2 power minus 2ဆိုတော့ဘယ်လိုရအောင်1 my 2 power 2ဆို1 my 4ဖြစ်သွားတယ်1 my 4ဆိုတော့ဘယ်လိုရလဲ0.25 နောက်တစ်ခါအဲ့နေရဘလောက်တွင်ဒုပ minus 1ဆိုရင်အပားပြားကျင်တော့1.2ဆိုတော့0.5နောက်တစ်ခါ0တွင်တော့ဒုပ0က1တွင်တော့ဒုပ2ကဒုပ2က sorry ဒုပ1က2ဒုပ2ကပေါ့ပေါ့အဲ့လိုမျိုးလောက်လို့မကျွမ်းကျင်စင်လဲဘာလို့ကျလို့ဒါနှိပ်လိုက်ပေါ့ဘာလို့နှိပ်မယ်ကြာတော့2 power h ကိုနှိပ်ပေါ့2 power f r ဝင်ပေး h ပေါ့ပြီးရင်ဘာတွေနှိပ်ပါ ကယ်ကူလက်နဲ့ပြီးတော့အစားသွင်းအောင်ပါနော်အကောရှင်းပါဆို -2000 ဒီဘလားမယ်1 4 1 4ဆိုတာဘလားလဲ0.25အဲ့လိုပဲကယ်ကူလက်နဲ့ပြီးတော့အစားသွင်းအောင်ပါနော်1သွင်းဒီ equal to နဲ့1 2ဆိုတော့0.5အဲ့လိုပဲအစားသွင်းလိုက်တာလိုချင်တယ်အမှတ်9မရအဲ့ဒီ9မရောင်းနေရချနော်ဒီဘက်မှာရအောင်နော်ဒါကကြတော့ဆရာပြောတဲ့ဘာကွဲသူ2ဘာ x2 တို့လို့ရအောင်ဒီမှာလည်းသူအမှတ်ရအောင် minus 2,0ပွား2ပွားဆိုတာဒီနေရာလေးအဲ့ဒါမို့က minus 2ဟာလားဒီဒီမှပြောတာ y တန်မို့ကဘယ်လားလဲ0.25ဆိုတာဘယ်လားလဲ1.4ပါနော်အဲ့တော့ y တန်မို့1.4ဆိုတာ0နဲ့1ကြား4ဘုံမတဘုံအဲ့ဒါ1.4အဲ့ဒါမို့က minus 2တို့နှစ်ခုဆောင်းနေရဆဲဒီမှာတမက်ရနောက်တစ်ခုက1 minus 1.05ဆိုတာအဲ့ဒါမို့က minus 1 y တန်မို့က0.5ဆိုတာဒီမှာ0နဲ့1အလဲတော့အဲ့0.5တို့နှစ်ခုဆောင်းနေရဟာနေရ နောက်တစ်ခုက0ကောမှ1နောက်တစ်ခုက1ကောမှ2နောက်တစ်ခုက2ကောမှ4အမှတ်တွေကနေရာချတဲ့ရပြီလေဒါကိုဆက်ဆွဲလိုက်အဆုံးဆုံးကြီးဆွဲလိုက်ရမလို့ဒါမြားလေးထည့်ပေးရ3 by x square ဆိုလဲအဲ့လိုပဲ0စဉ်းစားပါတော့အဲ့လိုပဲ -2 -1 0 1 2အစားသိပြီးတော့တတ်မယ်အဲသူရဲ့တက်ဆိုင်အမှတ်ရမယ်နော်ဒါဘယ်လိုရလဲ3 by -2 ဆိုဘယ်လိုရမယ်ဒါမှလည်း1 by 9 ဘာမှနိုင်ချင်းဆရာ0 by 1 1 1 1 1ပဲမဟုတ်လို့ဘယ်လိုလိုက်လိုက်လဲ0 by 1ပဲဆရာကြီးလိုက်အဲ့လိုပါနော်ကျန်တယ်လဲဆရာပြောပြီးသားအဲ့လိုစားစင်းမတိုင်းဘာလို့လိုက်ကိုယ်တာနှိပ်ပြီးတော့ရှင်းလိုက်အမှဖြေရလာပါပဲအဲ့လိုပဲသူရသက်ဆိုင်ငါမောဘာလို့မဲနေရာချန်သူကတော့ရမယ်အဲ့တော့သူရ domain domain ဆိုတာအိတ်စံမှုယူရတာလား wine မှုယူရတာလား domain ကအိတ်စံမှုယူရအောင်လို့ဒီ x ကလည်းအဆုံးစားပြီးဟိုဘက်ကိုသွားအောင်ပါပဲဒီဘက်လည်းသွားအောင်မယ်လို့အားလုံးပါတာမို့လို့ reaction နဲ့ပါ rate ဘယ်မြင်မပြောက်လဲဒါပါပါလေသူ equation ဒါပါလို့ခေါ်လဲ y ဆိုဆိုတော့ equation ပြောမလို့အဲ equal to 0ဘယ်မှာမပြောက်လဲ oh sorry y equal to 0ဘယ်မြင်မပြောက်ဘူး y equal to 0ဆိုတော့ဒီ a ဇေသူပြလာပြဘူးဒါကြောင့်မသူရဲ့ rate ကပါရမယ် y greater than 0အဆက်သက်ပါရမယ် y equal to 0. Đó. Rồi raise y the mô lô y the mô 0 thì chỉ là a lông đi lấy mô lô y greater than 0. Chẳng nữa thứ khá là xa rung mà ra lưu ạ. Chẳng nữa bị yên xa à đi bí nào mà gì ra lại đó. Tôi đã phân xa bởi vì cái mà rồi em. Ta rõ y quay đủ, ta ạ công rồi a b bao power h minus h plus k rồi chứ. Tôi đã phân ူရဲ့ red ကိုချတော့ရေးပါနော် red ဖြစ်နိုင်ရင်တစ်ခုရှိတယ်ပရမတ်ကဘာရမလို့ဆိုရင် y set that y greater than k တစ်ခုရနောက်တစ်ခုက y set that y less than k တစ်ခုရဘယ်အခြေအနေပေါ်မူတည်ပြီး greater than less than ခွဲလဲဆိုရင် a တန်ဖို့ကြည့် a တန်ဖို့0သက်ကြည့် greater than a တန်ဖို့0ငယ် less than လို့ကြောက်ပြရအောင် အခုစိတ်ဒီဘုံစဆိုရင်အေးတာမို့ဗလားအေးဆိုတာဒီအရှိကဘလားရှိလဲ1ဆိုတာဒါ0သက်0သက်ကြည့်ရင်သူ့ရဲ့ rate ကလည်း greater than k k ဗလားဒီဆိုအနားမှာပါတော့ကရှိလားမရှိမလားလဲ0ဒါကြောင့်မို့သူ့ဖြည့်ပါရလဲ by set that 1 greater than 0ဆိုလို့ရအဲ့တော့ဒါလေးမှတ်တိုင်းရဒါသူ့ရဲ့ rate ကိုကြိုက်တဲ့ပုံစံလာလာပါနော် ်အဲဒါလေးပဲပြီးနာပုံနေမှာမှတ်လိုက်မဆွဲတော့ဘူးနော်ဒါတွေကပုံနေမှာရှိတယ်အဲစိုက်ရအောင်မဆွဲဆွဲမယ်ဒါပဲမှတ်တာပြုကနားဆရာတို့ဆွဲခဲ့တာ y ကို2ပါ h နဲ့ y ကို3ပါ h အခုကကြတော့ y ကို2ပါ h နဲ့ y ကို2ပါ h -3 ဆိုရင်ဆရာတို့ဒီပုံလေးရမယ်နော်အသူရဲ့ graph တွေပေါ့နော်ခနာကဒီလိုလှဲတဲ့စီရတယ်လားခနာကကြတော့ဒီလိုသွားတယ်ဒီလိုမျိုးသွားတာလားဒီလိုသွားတယ် အခုကြာဒီဘက်ချင်လှည့်သွားတာပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဘာတံမိုးပြောင်းရလို့ဓာတ်ဒီမှာကြီးကြီးလာအဲ့ဆောင်ဘာတွင်လဲမိုင်းနဲ့သူတွင်တယ်အခုရှားတော့ဘာဖြစ်သွားလို့သိရင်အခုရှားသားအစားတွင်လို့မတက်ရင်ကုသနဲ့လဲရနော်မိုင်းနဲ့သူတွင်လာတော့မိုင်းနဲ့မိုင်းနဲ့သူပလတ်မဖြစ်ဘူးလားပလတ်ပြီးတော့ဒူပါဒူချန်ဒူပါဒူဆိုတော့ဘလားကလဲပေါ်ရနောက်အခုမိုင်းနဲ့ဆောင်းဆိုရင်ပလတ်ဖြစ်ပြီးတော့ဒူပါ1ကဒူရ ့0တင်တော့ဘယ်ကိန်းဥစ္စာထန့်ကျင်တော်ညာလက်သက်ဆိုရင်1ရ1တင်တော့1တူပါအောင် minus 2ဆိုတော့ပြောင်းမလန်တော့ဘာမှ2မလို့0.5အဲ့တော့2တင်တော့2ပါအောင် minus 2ဆိုတော့ပြောင်းမလန်1 by 2ပါ2က1 by 4မလို့0.25ဆိုပြီးရတယ်အဲ့အဲ့ဒါတွေကြောင့်နေရာချတာပါနော်နေရာချရင်ဆရာတော့သူ့ရဲ့ graph ကဒီမှာဒီအနေရာ graph လေပေါ့နော်အဲ့ဒီ graph ပုံစံရလိမ့်မယ်အပြောင် graph က y 3ပါ minus x graph အဲ့တော့ဟုတ်ပြီ ူကဒိုမိန်ရင်းလဲဆရာတော့ဗာပေးရမယ် exponential function လဲဒိုမိန်ကအမြင်နဲ့ပါပဲလေ vienna မှာအားပဲနော် rate ကိုရင်းခဏပြောတာပြီးသားဘယ်လိုပြောရလဲဆရာတော့ why rate ဖြစ်ဘယ်နှမျိုးရှိလဲ why greater than k ရှိတယ် why less than k ရှိတယ်ဘယ်ကိုကြည့်ပြီးဆုံးပြလဲ a ကိုကြည့်ပြီးဆုံးပြလဲ a က0တဲ့ကြည့်ရင် greater than 0ငယ် less than ဟိုရှိမှာဘာရှိလို့လဲဘာမရှိသလားဘာလို့ရှိလဲ 1ဆိုတော့0ထက်ကြီးအောင်မလို့ဒါသူပြေ1 greater than k သူရဲ့ rate က k တမဘယ်လောက်ရှိလို့လဲ k တမကဒီအပြင်ကပါလာတယ်ပါလာရှိလားမရှိဆိုတော့ဒါဆိုသူပြေပါရအောင်1 greater than 0ပေါ့ဒါကြောင့်သူရဲ့ rate ကတော့စတော့1စတော့1 greater than 0ရမယ်အစတော့ကတော့ greater than ညမှာ equal to ပြောင်းလာပေါ့ y equal to 0ဆိုပြီးတော့သူရဲ့အစတော့မြင်ရအောင် y equal to 0ဆိုတော့ဘာဖြစ်လဲ aa ရဲ့ equation ရမယ်နော်အာဒါကတော့သိပြီးသားပဲโอเคပြီးရင်ဆရာတို့ဆက်ပြီးတော့သဘောလောက်သွားကြည့်မယ်သဘောလောက်မသွားခင်ဆရာတို့သူရဲ့ function တစ်မျိုးရှိတာလည်းရင်ပြောပါ low function မှာတော့ဘယ်လိုပြောခဲ့လဲ function မှာ increasing function နဲ့ ဒီဂရီဒီဖန်စင်ဆိုပြီးရှိတယ်လော့ဖန်ရှင်ပါအလယ်ပြောင်းအဲ့များရင် while လဲ light များလိုက်အဲ့ဒါ increase ဖန်ရှင်အဲ့ကများပြီး while ကနေရင်ဒီမှာလည်းအဲ့လိုပဲရှိတယ်ဒါပေမဲ့အခေါ်ဝမတူတော့ဘူးเนาะ b power b တာဘဝ1တက်ကြီးတယ်အကဲ while ကွဲသူ b power x မှာ b က1တက်ကြီးလို့ရှိရင်တဲ့အဲ့ဒီဖန်ရှင်ကိုဘာလို့ခေါ်လဲ exponential grow လို့ခေါ်တယ်တနည်းပြောရင်ဇာတ်သား x ကများရင် ဝိုင်းလဲလိုက်များလာတယ် increasing fashion ကိုနာမည်ပြောင်းမရေးလိုက်တဲ့သဘောပဲရမယ်နော်ဥပမာဆရာတို့ဝိုင်းကို2ဘာ8ဆို3ဘာ8ဆိုမြေအောင်ဆရာတို့2ဘာ2ပုံပြန်ကြည့်ကြည့်ဒါဝိုင်းကို2ဘာ8ဆက်ပေါ့ဟာလားခဏလေးဒီမှာလေး8ဆီဘာဖြစ်လာ8ဆီဟာ minus 2 minus 1 0 1 2အဲ့ဒါ8ဆီသတိပြီး များလာတယ်အဲ့ဒီကမှ y တွေကြီးလိုက်1.4 1.2 1 2 4 1 2 4 y တွေရောပါဖြစ်လာတယ်များလာတယ် x များတဲ့ y လည်း light များလာရင်အဲ့ဒါကို exponential grow လို့ခေါ်တယ်ဒါသူအခေါ်ဝတိကြမှတ်မယ်နော်ဟုတ်ပြီအဲအဲ့လိုဖြစ်ဖို့တောဆိုရင် br ပါဖြစ်ရမယ်1တက်ကြီးရမယ် b 1တက်ကြီးရင်အဲ့ဒါ exponential grow ပဲဟုတ်ပြီနောက်တစ်ခုကြတော့ ဘာဖြစ်မလဲ b ရဲ့တက်မော0နဲ့1ကြားမှာရှိခဲ့နော်ကန်တဲ့ချက်ပြောရပြီးသား b ကဘာဖြစ်ရမလဲ0သက်ကြီးရမယ်1နဲ့ညီလို့မရဘူးနော်အဲ့ဒီအချိန်မှာမှ1သက်ကြီးခဲ့ရင်အဲ့ဒီ function ကဘာဖြစ်မလဲ exponential growth အကဲမဟုတ်0နဲ့1ကြားမှာရှိခဲ့လို့ရှိရင်အဲ့ဒါဘာဖြစ်မလဲ exponential decay လို့ခေါ်တယ်ဥပမာပြောရင်အခုခဏဆွဲလိုက်တဲ့ y ကွဲတူ2ပါပါ minus အဲ့ဒါနည်းနည်းထူးကြရအောင်နော်ဒါကိုမြင်ရပါနော် ်ဒူပါ minus 8ဆိုတာထက်ညွန်အနှုတ်အပန်းပြောင်းခြင်းပြောင်းမယ်မလန်ဘူးလားပြောင်းမယ်လဲအဲ့ဒါဘာဖြစ်အောင်မလဲဒူပါ minus 8ဆိုတာ1 minus ဒူပါ8လို့သဘောပေါက်အောင်ဒါဆိုရင် base မှာရှိတဲ့ b ကဘယ်နဲ့ဘယ်ကြားမှာရှိတာလဲ1 minus 2ဆို0နဲ့1ကြားမှာရှိတယ်ဒါဆိုရင် तू ကဘာဖြစ်မလဲ exponential decay လို့ခေါ်တယ်အသေးပဲကဘာလဲ h ကများရင် y ကနေသွားတဲ့အခြေအနေမှာတွေ့ရလေဒီဘက်လှည့်သွားတာပေါ့ဟာလားသူကသူကကြာနော် ဒါမှဆို8ကဘာဖြစ်လာလဲကြည်လိုက်8က2ကနေ1 0ဒါ8ကဖြစ်ဖြစ်နဲလာလားများလားနဲလာတယ်အဲ့ကနဲလာတယ်မဟုတ်လား2 1 0 negative 1 negative 2 y ကိုကြည့်လိုက်ပါဖြစ်လား0.25 0.5 1 2 4 y ကပါဖြစ်လားများလာတယ် h နဲတဲ့ခါမှာ y ကမနေဘဲနဲ့များသွားတယ်အဲ့ဒါဆိုရင်တော့အဲ့ဒါကိုဘာလို့ခေါ်လဲ exponential DK လို့ခေါ်ရတယ်။ဒါဒီ function ရဲ့အခေါ်ကနှမျိုးရှိတာကိုပြောပြတယ်။ဟုတ်ပြီ။အဲ့ဒါဆိုရင်ဆရာတော့ reflection of y ဆိုဘာအောင်နှုတ်တဲ့ x ကိုနှုတ်တဲ့ y ကိုဘာရမယ်။ b ပါ -x ကိုရမယ်။နော်။နောက်တော့က y ကိုပြီးပါ x ကနေ a ပြီးပါ x ကိုလို့ချင်း a ဆိုတာဘာလောက်တာလဲ။ညတော့မလို့ရေဘယ်လိုရမယ်။ particle scaling scale ပါတာ a အဲ့ဒါဆိုရလို့ချင်းနဲ့ a ပြီးပါ x ကိုရရတယ်။ နောက်တစ်ခါ translation တွေလုပ်ကြည့်အောင်မရဘူးလား a b ပါ a ကနေ translation a ကဇာတ်ဒါ a u နဲ့ k က k u နဲ့အဲဒါဆိုဘာရမသူရ function က a b ပါ h ရမယ်ရမယ် -h + k ဆိုပြီးဒါသူရဲ့ general form ကိုကြာလို့ရမယ်